ရွှေကို Story Channel ကိုအားပေးနားဆင်နေတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့မုတ်ဆိုးဖူးတီရဲ့ကြားဆုံးဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ဖူးတီသူ့အလုတ်ကမုတ်ဆိုးနေတာကယူမတောင်ချီကအင်ချီ30လောက်ရှိတဲ့တောရွာလေးမှာတရွာလုံးမှာမုတ်ဆိုးအလုတ်လုတာဆိုလို့သူတယောက်ပဲရှိရယ်။ဇန်နာတွေကမိယိုးဖလာတောင်းသူရာခုတ်လုပ်ငန်းလုပ်ကင်ကြသူတွေပေါ့။ ဖိုးတီတို့ကမုတ်ဆိုးမျိုးယိုသူ့အဖိုးစီကသူ့ဖေရမုတ်ဆိုးပညာဆက်ခံခဲ့တယ်။သူကတော့သူ့အဖေစီကလက်စင်ကန်အမွေယူထားတာ။တမီးပေါက်တယောက်ထွန်းလို့ဆိုရလာအောင်ဖိုးတီကဘဝတူမုတ်ဆိုးတွေလေးစားရလာအောင်ဆရာကြတယ်။မုတ်ဆိုးလောကမှာသူ့ကိုတခြားနာမည်တစ်ခုပေးထားတာရှိသေးတယ်။ပြစ်မလွဲဖိုးတီရဲ့။အဲ့ဒီနာမည်နဲ့လိုက်အောင်လဲသူကပြစ်ချက်တိုင်းလွဲခဲ့တယ်။တခြားမုတ်ဆိုးတွေတောတက်ရင်လက်ပလာနဲ့ပြန်လာခြင်းပြန်လာရလိမ့်မယ်။ဖိုးတီတောပြင်ရင်တော့အနည်းဆုံးခြေတကောင်တော့ပါလာတက်စမြဲ။ ဒါကြောင့်လဲသူတို့နေမှာဖိုးတွေကိုအတော်ဆုံးမှုဆိုအဖြစ်တညီတညွတ်ထဲလက်ခံထားကြတာပေါ့ဖိုးတွေကအသက်30နီးပါးတကူတဲ့လူပြိုကြီးပါအိမ်မှာတော့သူကအငယ်ဆုံးတခြားသူ့အကူအမတွေကအိမ်ထောင်ကြကုန်ပြီသူကတော့အခုထိနာမည်နဲ့လိုက်အောင်ပေးလို့တီးလို့ကောင်းလုံးပေါ့အာအာရှိတနတ်တလတ်နဲ့ဒေါ်ရဲလျှောက်သွားနေတတ်တယ်သူကတော့ပြစ်ထွက်တိုင်းတယောက်တည်းထွက်လေရှိပြီးတော့အတော်အတန်သားကောင်လောက်ကတော့အပြော့တယောက်တည်းကြိုးပိုးတဲလာတတ်တယ် လူကတော့အရက်၆ပေနီးပါးရင်းအုပ်ကြကြဗလာတောင်းတောင်းနဲ့အားကောင်းမောင်းတန်လူတယောက်ပေါ့သားကောင်ကြီးများကိုတော့ဒေါ်ရင် ခုတ်ထစ်စက်တိုက်ကတဲလာတတ်တယ်ဒီနေ့မနဲ့စောစောသူ့လက်ဆွဲတော့တူမီတနတ်ကိုတေချာတိုက်ချွတ်ပြင်းစင်နေချင်းပြုတ်ဒါကိုဖိုးတီတို့အိမ်ဟုတ်ပါသလားခြံဝါမမျက်နှာစိမ်းဧည့်သည်နှစ်ယောက်အားတွေ့လိုက်ရတယ်အော်ဟုတ်ပါတယ်အိမ်ထဲကိုကြွပါခင်ဗျာဖိုးတီအနေဝင်ထိုင်လိုက်ရင်အဖေနဲ့အမေကတော့ဥပုံဆောက်လို့ကျောက်တယောက်တည်းအိမ်ဆောက်ကြံခဲ့ရတာ နောင်ကြီးတို့ကဘသူနဲ့တွေ့ချင်တာပါလဲအဲ့ဒီလူနှစ်ယောက်မှအသက်ကြီးကြီးနဲ့လူကကျုပ်တို့ကရှားပင်ကုံရွာကပါအခုလာတာကကိုဖိုးတီစီကိုပါပဲအထွေအထူးကိစ္စများရှိလို့လားဗျပြောရမယ်ဆိုရင်တော့အခုညီလာတောင်းတာပဲကိုဖိုးတီအခုတလောကျုပ်တို့ရွာမှာကြားတကောင်တောင်းချမ်းနေလို့ဗျရွာမှာကလည်းလောက်လောက်လာလာမဟုတ်ဆိုမရှိဘူးလေ။နောက်ပြီးအခုကြာအတော်ဆိုးနေပြီဗျ။အရင်ကရွာပြင်ကနွားလောက်ပဲဆွဲတာ။အခုရွာထဲအထိဝင်တောင်းကျမ်းနေပြီ။ မနေ့ကလည်းရွာထဲကနွားတကောင်ဝင်ဆွဲသွားတယ်။ကြားကအတော်ကြီးလားဗျ။တချို့မြင်လိုက်တဲ့လူတွေပြောတာတော့၉00လောက်ရှိတယ်ပြောတာပဲ။ကျုပ်ကြားတော့ပြစ်လေပြစ်ထားမှရှိဘူးဗျ။တော်တဲ့မှာဆိုသူလဲမဟုတ်ဆိုကိုလဲမဟုတ်ဆိုစီးထားတာပေါ့ဗျာခုဟာကကြိုင်ရွာသားတွေကိုဒုက္ခပေးမှဆိုးလို့ပါကျုပ်တို့တောသူတောင်သားတွေဆိုတော့တောကိုမိခိုးပြီးတော့လောက်ကန်စားတောက်ရတာအခုကြားကြောက်တော့တောမတက်ရဲတော့အလုတ်ပြက်ပြီပေါ့อืมကျုပ်ကူညီပေးပါမယ် ။ဒါပေမဲ့ကျုပ်နောက်တစ်ပတ်လောက်မှလာလို့မရဘူးလား။ကျုပ်အသား၆တွေဝယ်မဲ့လူတွေနဲ့ချိန်ထားလို့လာမယ်ဆိုတာနဲ့တင်ကြည်နဲ့လာပါပြီဗျာ။ဆက်ဆက်သားရအောင်လာခဲ့ပါကိုဖိုးတီ။ကျုပ်တို့ကိုပြန်ခွင့်ပြုပါအောင်။ဟာစကားကောင်းနေတာနဲ့ဘာမှအဲ့မခံလိုက်ရဘူး။အားနာလိုက်တာဗျာ။ရပါတယ်ဗျာ။ကဲကိုဖိုးတီပြန်ပြီပြုတ်။လူစိမ့်နှစ်ယောက်ကဖိုးတီအားလက်ပြကထွက်ခွာသွားကြပြီဖြစ်တယ်။ ဖိုးတေသူ့အသား6ရောင်းတဲ့ကိစ္စမှာဝယ်သူကချိန်ထားတဲ့နေ့ပေါ်မလာပဲနောက်နေ့မှပေါ်လာတာကြောင့်ရှားပင်ကုန်ရသွားမဲ့ကိစ္စနှစ်ရက်ခန့်နောက်ကျသွားခဲ့တယ်သူနောက်ကြမှုနဲ့အတူဝမ်းနေဆရာကိစ္စများရှားပင်ကုံရအတွင်ဖြက်ပြက်သွားခဲ့တယ်။ရှားပင်ကုံရနဲ့ဖိုးတီရိုရက၃နာရီခီးများရှိတယ်။ရှားပင်ကုံရမှာအိမ်ချင်း90ခန်းရှိပြီးတောင်ပေါ်မှာဟိုတယ်အိမ်ဒီတိအိမ်ဆောက်ထားခြင်းမျိုးဖြစ်တယ်။သူလည်းတကြီးအိမ်ကိုမေးမြန်းလာရင်မှ အတန်ငယ်ကြီးတဲ့နှစ်ထပ်ပြင်တိုင်းအိတအိမ်ရှိကိုမင်းရင်မြန်ရင်ရောက်လာခဲ့တယ်ပြုတ်တကြီးတကြီးသူအတန်ပေးလိုက်တော့အိမ်အောက်မှခွေးတကောင်ကထိုးဟောင်တော့တယ်ဟဲ့ငနဲ့တိတ်ဆန်ဟဲ့ခွေးခွေးအားအော်ဟဲ့မမဲတန်တဲ့အတူအိမ်ပေါ်မှာအသက်50အရွယ်လူကြီးတယောက်ဆင်းလာတယ်ဘယ်သူနဲ့တွေ့ချင်လို့လဲကွယ်မောင်ရဲ့ကျွန်တော်နာမည်ဖိုးတီပါဒီရကကျွန်တော်ကိုကြားဖြစ်ဖို့ခေါ်ထားလို့အခုလာခဲ့တာပါအော်မောင်ဖိုးတီကိုလာလာအိမ်ထဲဝင် မင်းကိုမျောနေတာ အခုမှပဲပေါ်လာတော့တယ်သူအိမ်အောက်ထက်တွင် အထုပ်အပိုးများချရင်မှဝင်ထိုင်လိုက်ကကျွန်တော်လဲလာမလို့ပဲဥယေအလုတ်ကမပြတ်တာနဲ့နည်းနည်းနောက်ကျသွားတယ်ဒီအတွက်ကျွန်တော်တောင်းပန်ပါတယ်ရပါတယ်ကွယ်ကိစ္စမရှိပါဘူးဒါပေမဲ့ကြားကတော့အတော်ဆိုးလာပြီကွယ်ဒီရက်ပိုင်းအတော်တောင်းကျန်းသေးလို့လားဦးတောင်ကျန်းဆိုရွာစွန်ပိုင်းကခလေးမတယောက်ညကကြားဆွဲခံလိုက်ရတယ်။ဗျာဘလို့ဖြစ်ရတာလဲဥယျာ ဖိုးတေသူအပြစ်မကင်းတယ်လို့စိတ်ထဲခံစားလိုက်ရတယ်။ညလေပိုင်းလောက်နွားတင်းကုန်မှာမီးငိမ့်နေလို့ထက်မွေးရင်ဘယ်အချိန်ကချောင်းနေမှမသိတဲ့ကြားကဝင်ဆွဲသွားတာအခုတော့သူ့အလောင်းတွားရှာကြမလို့လူစုနေတာကျွန်တော်ကတခါလေးလိုက်ခဲ့မယ်ဦးဖိုးတေလေရွာသားများနဲ့အတူတောင်းနှင်ကအလောင်းလိုက်ရှာကြတယ်။တွေ့ပြီဟေးဒီမှာရွာသားတယောက်အော်တန်ကြောင့်ထိုနေရာကိုပြေးသွားကြည့်မိတယ်။ခြုံနယ်များထူထပ်စွာပေါက်ရောက်နေတဲ့နေရာမှာစွတ်ကြောင်းရာကြီးထင်းနေပြီးတော့အဲ့ဒီစွတ်ကြောင်းကြီး ရေအိုင်ငယ်လေးအနီးမှာမှောက်ရက်အနီးအထားနဲ့မိမအလောင်းတလောင်းရှိနေပါတယ်။အလောင်းကဦးများဖောက်စားထားပြီးနန်တချမ်းနဲ့အတူပေါင်တချောင်းကအယူပုံနေချီပြီးရင်းမမိများကတယုံယုံဝဲကြလျက်ဖိုးတိစိတ်မကောင်းခြင်းများစွာဖြစ်ရတယ်။ထို့အတူဆုံးဖြတ်ချက်တစ်ခုအားတပြိုင်တည်းချလိုက်တယ်။အလောင်းကိုဘသူမှမထိကြနဲ့ဒီအတိုင်းလက်ရမပြတ်ချလိုက်။ဒီကြညကြရင်ဒီအလောင်းလာစားအောင်ပါပဲ။ကျွန်တော်ကြားကိုညဆောင်ပြစ်မယ်။ ညနေဆောင်တော့ထမင်းဟင်းများစားတောက်ပြီးနေလေကအလောင်းတရာနေရာကိုသူတယောက်တည်းတနက်တက်လက်ဆွဲပြီးထွက်လာခဲ့တယ်။ခတ်တီကဒီအနေနာမှာလင့်ထိုးပြီးစောင့်ပစ်ဖို့တစ်ပင်ကြီးတွေမရှိအားလုံးကခြုံနေပင်နေအကောင်းဆုံးကတော့အလောင်းကိုအပေါ်စီးကနေမြင်နေရတာတောင်ကမှုကလေးသာ အကောင်းဆုံးနေရာအဖြစ်ရှိနေတယ်။ဘယ်အရက်ကပဲအလောင်းစီကြားကလာလာလှမ်းမြင်နိုင်နေတယ်။သူတောင်ကမှုပြေကြောက်တုံးကြီးအနောက်ကိုမိထိုင်လိုက်ရင်ညအမောင်ရဖို့စောင့်နေလိုက်တယ်။ညက ထိန်ထိန်တာနေတဲ့လောက်လမင်းအရာနဲ့အတူဘိုးပရစ်သွန်တန်တစီစီနဲ့ပတ်ဝန်းကျင်တခုလင်းကျင်းစွာမြင်နေရတယ်။အခုလိုတော်ရင်းကြီးမှာအလောင်းတလောင်းနဲ့အတူရှိနေရခြင်းကအနှဲငယ်တော့ကြောချမ်းဖွေရပြီ။ဒါပေမဲ့ဖူးတီကအကြောက်အလန့်နဲလွနဲ့တောတောင်ကြီးမြတ်မှာတယောက်တည်းအိတ်နေကြ။မှတ်ချင်းများကြိုက်ခဲမှုကတော့ဖူးတီအလူလဲခံနေရတယ်။ဒါပေမဲ့လှုပ်ရှားတံမပြုတ်ရဲတောကောင်ကြားသည်လဲတနေရာတွင် ရှိနေသည်မဟုတ်လား။သူရှိကြောက်ထုထက်မှာ တနက်တင်ချိန်ရင်အလားပတ်ဝန်းကျင်တို့မျက်ခြေမပြတ်အကဲခတ်နေမိတယ်။လမွန်းတဲ့ချိန်ရောက်ပြီးအော်နေတော့ပိုးပရက်တံများတိခင်းနေရက်သွားတယ်။ဒါကြားအနီနာတို့ရောက်လာပြီဆိုတာဖိုးတေအားတတိပေးလိုက်တယ်လို့ပင်ဒါပေမဲ့ကြားရဲ့အရေးအယံအားအခုထိမတွေ့ရသေးထူးတော့ထူးဆန်းတယ်။တကယ်ဆိုရင်ကြားကသူမကုံ၍ခြံခဲ့တဲ့သားကောင်အားနောက်တစ်ခေါက်လာစားတတ်တယ်။လူကိုစားလဲမောက်ခုံထားပြီးမှစားခြင်းမှာလူမျက်နှာအားကြောက်ရွံ့ဖြစ်တယ်။ အခုအလောင်းပင်လင်းမှောက်ရက်ကြီးဖိုးတေဆောင်ရင်စိတ်မရှိခြင်းတော့ဘူးကြားကအခုထိထွက်မလာဘူးသူစောင့်နေတာတိသွားပြီများလားဟုဖိုးတေတွေးနေမိတယ်အဲ့ဒီအချိန်မမျောလင့်တဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့ဖိုးတေအံ့ဩထိတ်လန့်သွားတယ်အလောင်းကောင်ကမှောက်ရက်ကြီးကြွတက်ကတောင်တကြီးမတ်တက်ရဲ့၍ဖိုးတေနဲ့မျက်နှာချင်းဆိုင်လှည့်လာခြင်းကြောင့်ဖိုးတေမယုံနိုင်စွာသူ့မျက်လုံးအားပုတ်ကြည့်လိုက်တယ်ဟုတ်တယ်သူအမြင်မမှားဘူး အလောင်းကောင်တီမတ်တရက်လေးဒူပုံးနေရာသို့ဆူးဆိုင်ကြည့်နေခြင်းပဲဖြစ်တယ်။သွေးစွန်းနေတဲ့သပင်များကမျက်နှာပေါ်ဖျူဖျဲကျနေလေခေါင်းတစ်ခုလုံးသွေးများချင်းချင်းတွေက မျက်လုံးများပြုတ်ထွက်မတဲ့ပြူးကျယ်နေကနံဘေးကြဆားထားသောဝမ်းပိုင်မှသွေးများစီးကြလေခြေဘဝဖက်တွင်အယိုးသာရှိသောအလောင်းကောင်တီဖိုးတီပုံးနေသောနေရာအားဆူးဆိုင်ကြည့်နေခြင်းပဲဖြစ်တယ်။ဖိုးတီသူ့နှလုံးခုန်တန်ကိုပင်သူပြန်ချရလာအောင်နှလုံးခုန်နှုံများမြန်ဆန်ကခေါင်းနှပန်းကြီးလျက် နေရာတွင်ပင်ကြောက်စိဖြင့်စက်တီတည်နေမိတယ်။အလောင်းကောင်ရဲ့လက်တဖက်သည်တဖြည်းဖြည်းမြောက်တက်လာလျက်သူ့ပုံအောင်းနေသောနေရာဘက်သို့ဆန့်တန်းလိုက်တယ်။နောက်မှာနောက်မှာအကွယ်၆ကက်တော်လီတန်ဖြင့်လက်ကိုဆံ၍ဖိုးတရားပြောလာခြင်းကြောင့်စက်သိမ်းမွေးညင်းများထောင်ထ၍ခဏမှအမှင်သက်သွားမိတယ်။ဖိုးတီမိမိနားကိုပဲမိမိမယုံနိုင်လောက်အောင်အံ့ဩသွားရတယ်။အလောင်းကောင်စီမှထွက်လာသောစကားတန်တဲ့တဆက်တဲ့အန်ရဲ့အငုပ်အသက်ကိုပါရလိုက်မိတယ်။ သူ့နောက်စီမှာဒူဖွာညင်သာသောလှုပ်ရှားမှုတစ်ခုကိုအာယုံခံမိသောကြောင့်မောင်းတင်ထားသောတနက်ကိုပြည့်ရန်အနေအထားပြု၍ကိုခန္ဓာအားနောက်သို့ဇက်ခနဲလှည့်လိုက်တော်တယ်။ဘိုးတေနောက်သို့လှည့်၍သူ့တဏ္ဍအားဇက်ခနဲထိုးချိန်လိုက်ခြင်းသူ့အပေါ်မိုးလာသောအရေးတစ်ခုကိုမြင်လိုက်ရသောကြောင့်ဘာကိုမှစဉ်းစားမနေတော့ပဲတဏ္ဍမားကိုဆွဲဖြုတ်လိုက်တော်တယ်။တိတ်ဆိတ်သောညတွင်ကော်တိုက်ရန်အားပောက်ကွဲတံတစ်ခုကျေလောင်စွာထွက်ပေါ်လာတယ်။ အိတ်တန်းဝင်ငှက်တချို့ထပြန်တန်းတဲ့အသူဒေါ်တရိစံများခြေဦးတရာပြေးလွှားတန်းများဖိုးတည်ကြလိုက်ရတယ်။ဖိုးတည်ရဲ့တန်းတဲ့တန်းကကြေလောင်စာထပ်ပေါ်လာခြင်းကြောင့်ဖြစ်တယ်။သူ့အပေါ်မိုးလာသောအရေးကသူ့စီမရောက်မီမြေပေါ်ပြုတ်ကျသွားပြီးစံငင်စံငင်ဖြင့်အကျော်ဆွေရင်အသက်ပြောက်သွားတော့တယ်။ဖိုးတည်ပြစ်လိုက်သောကြည်စံသည်ခေါအော့လာသောကြားရဲ့လက်ပြင်အသည်နှလုံးနေရာသို့တိုက်ရိုက်ထိမှန်သွားခြင်းကြောင့် ကြာကြီးကတက်ချက်ထဲနဲ့ကိစ္စပြတ်သွားခြင်းဖြစ်တယ်။ဖိုးတေကံကောင်းထောက်မှ၍အသက်ဘေးမှတီတီကလေးလွတ်သွားခြင်းပင်ဖြစ်တယ်။သူပုံအောင်ဆောင်ဆိုင်နေတဲ့ကြာကြီးကသူ့အားဘယ်အချိန်ကလေးကချောင်းနေမှမသိသူနဲ့မနီးမဝေးကြားတခုံစာအကွာအဝေးမှာချောင်းနေခြင်းဖြစ်တယ်။ဖိုးတေရှိသူမဲနေခြင်းနောက်ကျော်မှအလစ်ဝင်ဆွေးရန်ပက်ချောင်းနေတော့ကြာဆင်းလဲခြင်းပင်ဖြစ်တယ်။ကံကောင်းထောက်မှ၍သာမုတ်ဆိုးဘွားမှာတားကောင်ဘွားရောက်မသွားခြင်းဖြစ်ပါတယ်။ကြာကြီးလည်းမှသူ့အသက်ကိုကယ်လိုက်တော့ အသက်မရှိသောလူတွေအလောင်းတလားဟုပြောရင်ယုံနိုင်စရာမရှိပေ။အလောင်းကဖိုးတွေအသက်ကိုကယ်လိုက်ခြင်းပင်တနည်းဆိုရသောသူ့ကိုတက်သွားသောကြာအားတမလွန်မှလက်စားချေလိုက်ခြင်းပင်ဖြစ်တဲ့ဖိုးတွေစိတ်တွင်ဆက်ဆက်တွေးတောနေမိတယ်။ဖိုးတွေကလည်းယခုအလောင်းကောင်အားတတိယကပြန်ကြည့်လိုက်မိရာဟာဖိုးတွေတရားအလောင်းကောင်ရှိရာလမ်းကြည့်ခြင်းတွင်စိတ်တွင်ဇဝေဇဝါဖြစ်သွားမိတော့တယ်။အမြင်မှားခြင်းပေပဲလား။ အလောင်းကောင်က မောက်လျက်သားပုံစံမပြတ်အတိုင်းရှိနေခြင်းကြောင့်ဖြစ်တယ်။ဒါဆိုစောနာကသူမြင်လိုက်ရတဲ့အလောင်းကောင်ကသူအားကြားရမှာလွတ်မြောက်စေရန်တတိပီးပြောဆိုခြင်းမှာသူအမြင်မှားခြင်းဆိုရင်စကားတန်ကြားလိုက်ရသည်မှာတိချာနေတယ်။မားစရာမရှိသောအခြေအနေမျိုးဖြစ်တယ်။ဖိုးတေတနတ်တန်ကြောင့်မိတို့များကင်ဆွဲကဖိုးတေတန်လာနေသောရွာသားများအမြင်တွေ့လိုက်ရတော့တယ်။ကျေးဇူးတင်ပါတယ်။ကြားလက်ကလွတ်အောင်အတိပေးပြီးကျွန်တော်အသက်ကိုကယ်ခဲ့တဲ့အတွက်တကယ်ကျေးဇူးတင်ပါတယ်။ ဖိုးတေကအလောင်းကောင်အားကြီးကလှမ်းပြောလိုက်ခြင်းပင်ဖြစ်တယ်။ဖိုးတေမှာသူကြုံရသမျှအဖြစ်ပြက်များအားရွာသားများကိုပြန်မပြောပြရန်ဆုံးဖြတ်ထားလိုက်တယ်။အကယ်၍သူပြန်ပြောပြပါကလည်းယုံသူရှိမှမဟုတ်တာသိကြခြင်းအတွက်မပြောရန်တွေးထားခြင်းဖြစ်တယ်။ရွာသားများမိတို့တဝင်းဝင်းဖြင့်ဖိုးတေအနားရောက်လာပြီးဖြစ်ပါတော့တယ်။ပရိသတ်များရှင်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့မုံဆိုးဖိုးတေရဲ့ကြားဆုံးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ နားဆင်အားပေးခဲ့တဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။